အားလုံးပဲမင်္ဂလာပါဘုရားသခင်ရဲ့ကျေးဇူးတော်ကြီးမွန်ပါတယ်ကျွန်တော်တို့ဒီနေ့အတူတူကဆင်ခြင်ဖို့အတွက်ကကြတော့သင်ဤယုံကြည်ခြင်းနဲ့သင်ဤနာဆိုတဲ့ကောင်းစဉ်လေးနဲ့ပေါ့အတူတူကဆင်ခြင်ဖို့အတွက်ပြင်ဆင်ထားပါတယ်ဆိုတော့တမန်တော်ကြီးရှင်ပေါ်လူကဒါဒီအကြောင်းအရာကိုသူကတိမောသေကိုပြောတယ်ဩဝါဒစာဒုတိယဆောင်ထဲမှာပါတယ် ဒီဒီအရာကနောက်ကာလလို့ပြောတဲ့အခါမှာတကယ်တော့တိမောသေကို နောက်ဖြစ်လာမဲ့အခြေအနေပေါ့ဒါက AD အာ90 80ကျော်ပေါ့နော်အဲ့လောက်မှာရေးရစာဖြစ်နေတာ။ဆိုအဲ့ဒီအချိန်ကတော့နောက်ကာလလို့သူကပြောပြီးတော့မှရေးတဲ့အခါမှာဘသူကအဲ့ဒီအချိန်ကလေးကဖြစ်နေတဲ့ဟိုအသင်းတော်တွေကပြဿနာတွေကိုပြောတာ။ဒါပေမဲ့ ဟိုကျွန်တော်ဘလို့ဆင်ခြင်မိလဲဆိုတော့တမန်တော်ကြီးရှင်ပေါ်လူကတန့်ရှင်တော်ဝိညာဉ်တော်အားဖြင့်တန့်ရှင်တော်ဝိညာဉ်တော်ကထိန်းချုပ်ပြီးတော့မှသူ့ကိုပြိုးစီဒီစာကိုရေးစီတယ်အဲ့ခါမှာဒါကဘာဖြစ်လာလဲဆိုတော့ကျန်းစာဖြစ်လာတာပေါ့နော်ဒါကကျွန်တော်အခုဒီနေ့အထိအာကျန်းစာဖြစ်တယ်ဝိညာဉ်တော်ကပြောတဲ့အရာမှန်ကန်တဲ့အတွက်ကြောင့်မို့ဒီနေ့ဒီတမတိကျမ်းထဲမှာ ရှိတဲ့အရာတွေက ဖခင်တက်တည်ထူပြီးမှကျွန်တော်တို့ဒီအရာမှန်တယ်သူကိုယ်တိုင်တမန်တော်ရှင်ပေါ်လို့အပြင်ရည်ထားတဲ့ဆုံးမဩဝါဒစာ ဖြစ်တယ်ဆိုတော့တက်တည်အနေနဲ့ကျွန်တော်တို့ပြီးတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီမှာပြောတဲ့နောင်ကာလဆိုတော့သူကတော့ခုနပြောလို့ပေါ့တိမောသေးလေးရဲ့နောက်နောက်ပိုင်းကာလလေးကိုပြောတာ ဖြစ်ပေမဲ့အခုကျွန်တော်တို့အချိန်ကာလနဲ့လေဒီပြောထားတဲ့ ဆုံးမဩဝါဒတစ်ထက်တည်းဖြစ်နေတယ်ဆိုတာကိုတွေ့ရတယ်။ဒါနှစ်တိ၄အခန်းငယ်၃ကနေကြည့်တဲ့အခါမှာအကြောင်းမူကားနောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနားမခံနိုင်ပေ။ဘုရားမတွေ့ရနော်။နောင်ကာလ၌ဆိုတာအခုကာလကိုလည်းပြောလို့ရတယ်။အခုကာလမှာလည်းအဲ့ဒီအတိုင်းဖြစ်နေတာ။လူတို့သည်စင်ကြယ်သောဩဝါဒကို စစ်မှန်တဲ့ဖရာရဲ့တမာတရားနှုတ်ကပတ်တော်ဒီကျမ်းစာကျမ်းစာအတိုင်းကျွန်တော်တို့ဟိုပြောတယ်ဆိုလို့ရှိရင်နားမခံနိုင်အောင်လေဒီလိုပြောထားတာနားမခံနိုင်ဘူးဆိုတာဝင်လာလို့ရှိရင်ဒါအแทမှာဟို allergic ဖြစ်တာလားဒီလိုပုံစံမျိုးဥမာလူတစ်ယောက်ကဟိုသူနဲ့တခုခုမတည့်ဘူးဆိုလို့ရှိရင်အဲ့အစားအစာကိုစားမိလိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ကိုယ်ခန္ဓာမှာ ရာနာလို့ rest တွေထွက်လာပြီးတော့မှအဖုအပိတ်ကြီးဖြစ်လာတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အတွက်ကြောင့်မို့ဒါဆင်းုံစီကန်းသွားရတယ်အခုလေဒီလိုပုံစံမျိုးရေးထားတာစင်ကြေသောဩဝါဒဆိုတာတကယ်နှုတ်ကပတ်တော်တမတရားစစ်မှန်တဲ့ဖရာရဲ့စကားကိုကြားတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်နာမခံနိုင်ဘူးဆိုတော့အဲ့လိုလူတွေအများကြီးရှိတယ်လို့ပြောထားတယ်ဆိုတော့တွေ့ရတယ် ထက်ပြီးပါပြောလဲဆိုတော့ရာတတ်သောနာရှိရင်ရာတတ်သောနာဆိုတာကြတော့ဟိုနှစ်ပိုင်းလောက်ရှိမှာပေါ့ကျွန်တော်လည်းနေစဉ်းစားကြည့်တာပေါ့လေဆိုနာကရာလို့ရှင်ဒီနာအရာပြေအောင်လို့ဟိုလုတ်ပေးရတာပေါ့နော်ဒါအခုအချိန်ကာလဆိုလို့ရှင်တော့ဒါဟိုနားထဲမှာရှိတဲ့အညစ်အကြေးတွေကိုထုတ်တဲ့ကိစ္စလုပ်တဲ့အရာဒါသွားစိန်ခံတာပဲဗျာ တော့ဘလူပြောလို့ရမယ်ဆိုလို့ရှိရင်ဒီသူတို့ကြားခြင်းနဲ့အရာပဲသူတို့ကြားခြင်းနဲ့အရာကိုပဲဟိုပြောတာအဲ့ဒီပြောတဲ့နောက်ကိုလိုက်တာဟိုဟိုဘက်ကနေပြီးတော့မှတမာတရားမဟုတ်ဒါပေမဲ့တမာတရားရောင်ဆောင်ထားပြီးတော့မှအဲ့ဒီနားထောင်တဲ့သူတွေကသူတို့ကြားခြင်းနဲ့အရာတွေကိုကြားပြီးတော့မှ သွားတဲ့အရာအဲ့ဒါရတတ်တော့နားဆိုတဲ့ဥစ္စာမျိုးပေါ့စိန်ခံနေတာနားကိုစိန်ခံနေတာဒါမျိုးတစ်ခုရှိတယ်ပြီးတော့အဲ့ဒါအန်ဒီရရှိလားဆိုရှိတယ်ဗျဒီမှာပြောထားတာဒါဟိုအနှုတ်လက္ခဏာပဲ negative ပဲသွားတယ်ဆိုတော့တွေ့ရတယ်ဒီတော့ကျန်းစာထဲမှာဒီနားကြားဖို့အတွက်လျှင်မြန်စီတဲ့စကားပြောတဲ့အခါမှာတော့နှီးစီဆိုတဲ့နှုတ်ကပတ်တော်ရှိတယ် အဲ့ဒါကကတမာတရားကိုပြောတာကိုကလူကများသောဖြင့်စကားများများပြောလိုက်လို့ရှိရင်အမှားအများကြီးပါပါနိုင်တယ်အဲ့ခါမှာဆိုနှုတ်ကပတ်တော်တမာတရားကိုကြားဖို့အတွက်ပြင်ဆင်ပါဆိုပြီးတော့မှဒါမျိုးပြောတာရှိတယ်ဆိုတော့တွေ့ရတယ်ဆိုရုံးမဝရစာခိုင်းတစ်ဆေမှာလဲဒီအငယ်စက္ကွန်မှာယုံကြည်ခြင်းသည်ကြားနာခြင်းအပြင်ဖြစ်၏ ကြားနာခြင်းဒီလေဘုရားသခင်ဤစကားတော်အပြင်ဖြစ်၏ဆိုတာဆိုတော့လူတယောက်ရဲ့ဒီယုံကြည်ခြင်းကိုတိဆောက်ပြီးတဲ့အရာအေယုန်ဒီတဲ့စကားပဲဖြစ်ဖြစ်ခရစ်ရဲ့အသက်တာအတွက်ပဲဖြစ်ဖြစ်ယုံကြည်ခြင်းကိုတိဆောက်ပြီးတဲ့အရာကဒီကြားနာနှုတ်ကပတ်တော်တမန်တော်ကြားနာပြီးတော့သူ့အထဲမှာဘုရားကိုယုံကြည်သက်ဝင်သွားတဲ့အရာဖြစ်သွားတာဒါပေမဲ့အခုဒီမှာကြားရတဲ့အရာကကြတော့အဲ့လိုမဟုတ်တော့ဘူးဖြစ်နေတယ် ဒါကြောင့် negative ဘက်ကိုပြောတာဖြစ်နေတယ်ဆိုတော့တွေ့ရတာ။ဆိုတော့အဲ့ဒီ negative ဘက်မှာဖြစ်နေတဲ့အရာကဘာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကြားနေရတဲ့အရာတွေကမှားယွင်းတဲ့အရာတွေဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်မှုမှားယွင်းစွာတိဆောက်ပြီးတဲ့အရာတွေဖြစ်သွားမယ်ဆိုတာကိုတွေ့ရတာပေါ့။ဆိုတော့ဒါအရင်သတိထားဖို့ရှိတယ်။ထပ်ပြောတဲ့အရာကတိကြတယ်။မိမိတက်မဲ့ချင်းတိုင်းများပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။အဲဒီမှာတက်မဲ့ချင်းဆိုတာအဲ့ဒါကဒါကောင်းတဲ့ကောင်းတဲ့အရာကိုပြောနေတာမဟုတ်တော့။တက်မဲ့ချင်းဆိုတာဖြစ်ချင်တဲ့အရာပြီးတော့ခုနပြောသလိုဟိုနားရားတယ်ဆိုတာနားသူတို့ကြားကျင်တဲ့အရာပဲ။နားကိုစိန်ခံတဲ့အရာပုံစံမျိုး ဖြစ်နေရတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒီရားတက်သောနားဆိုတဲ့အရာက တည်ကြပါပြီတက်မှတ်တယ်ဆိုကြဲဟောတသမာတရားမဟုတ်တော့လူတွေရဲ့ဒီမာနကနေသွေးဆောင်လို့ရတဲ့အရာကိုတက်မှတ်ခြင်းလို့ခေါ်တာနော်အော်ဒီရှင်ဟောဝါရစာထဲမှာဆိုလို့ရှိရင်မျက်စိတက်မှတ်ခြင်းကိုကာယဤတက်မှတ်ခြင်းလောကီစည်းစိမ်နဲ့ဝါကြွားခြင်းဆိုရဲအဲ့တက်မှတ်ခြင်းတွေရှိတယ် အဲ့ဒါတွေကအပြစ်ထဲကိုသွေးဆောင်သွားတယ်လို့ပြောတာ။နော်။ရာကုတ်ထဲမှာလည်းဒါပဲထပ်ပြောပြထားတယ်။မိမိတက်မဲ့သောစိတ်ဆွေးငင်ဖျားယောင်ခြင်းခံရသောသူကဒါအပြစ်သွေးဆောင်ခြင်းတွေကိုကြားတယ်ဆိုပြီးတော့သူကတက်မဲ့ခြင်းဆိုတာလူတွေကသူတို့ကြားခြင်းနဲ့အရာသူတို့ဖြစ်ခြင်းနဲ့အရာတွေနောက်ကိုအဲ့လိုလူတွေရဲ့ဖြစ်ခြင်းနဲ့အရာကြားခြင်းနဲ့အရာတွေကိုပြောနေတဲ့ဆရာတွေနောက်ကိုလိုက်သွားကြတယ်တဲ့။နှုတ်ကပတ်တော်ပြောတယ် ်ဒီနေ့ခေတ်နဲ့ပုံစံနဲ့ပဲတထက်သေးဖြစ်နေတာကျွန်တော်တွေ့ရတယ်တကယ်တမာတရားနဲ့ဖခင်ရဲ့စကားအတိုင်းပြောတဲ့သူတွေကိုကြတော့မကြားကျင်ဘူးနားမခံနိုင်ဘူးနှုတ်ကတော်ပြောတယ်မိမိတို့တမက်တဲ့အတိုင်းမိမိတို့ကြားကျင်တဲ့အရာဖြစ်ချင်တဲ့အရာနောက်ကိုပြောပြနေတဲ့ဆရာတွေနောက်ကိုအတီးတီးလိုက်သွားကြတယ်ဆိုတော့ဆိုတော့ကျွန်တော်တို့အသက်တာမှာပြန်ဆန်းစစ်အောင် ဆိုတော့နှုတ်ကပတ်တော်ဆိုတာကိုကြားခြင်းနဲ့ရဖြစ်ခြင်းမှာဖြစ်လိမ့်မယ်ဖခင်ရဲ့တမန်တရားဖခင်ရဲ့စံမြဖခင်ရဲ့တမန်တရားအတိုင်းဖြစ်ဖို့ကျွန်တော်တို့ကပြင်ဆင်ရမှာအတ္တတော်ကျွန်တော်နှလုံးသားကိုပြင်ဆင်ရမှာကျွန်တော်တို့ရဲ့အတ္တတွေကိုချိုးဖဲ့ရမှာကျွန်တော်တို့ဆန္ဒတွေကိုညှင်းပယ်ရမှာအဲ့ဒါကျွန်တော်တို့ခုတ်ထွင်ရှင်းလင်းရမှာယောဟန်15ထဲမှာအဲ့ဒါကိုပြောတယ်အတိမတိလို့ရှိရင်ဘာလို့ပြည့်လဲဆိုလို့ရှိရင် ခုတ်ထွင်ရှင်းလင်းနေတယ်။ဒါစပြည့်နယ်ပင်နဲ့ပြောတာလေ။ယောဟန်15ထဲမှာ။ Okay အဲ့ဒါလေးချက်ကြည့်မယ်။ယောဟန်15ခန်းငယ်နှစ်မှာငါ၌အသီးမီးတီးသောအခက်ရှိသည်များတို့ကိုခုတ်ပစ်တော်မူ၏။အသီးတီးသောအခက်ရှိသည်များတို့ကိုတာ၍တီးစီခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏။ So အပင်မှာအချို့အကိုင်းတွေအသီးမီးတီးဘူးတဲ့။ဒါပေမဲ့အချို့အကိုင်းတွေက အတီးတီးနေတယ်ဆိုတော့အဲ့အတီးတီးနေတဲ့အကိုင်းကြီးကအားရှိလာဖို့အတွက်ဒီဘက်မှာအတီးမတီးတဲ့အကိုင်းကြီးကိုဘာလို့ပြစ်လဲဆိုလို့ရှိရင်ခုတ်ပလိုက်တယ်အဲ့ဒါမှအပင်ကဟာရောက်ကျွေးတဲ့အခါမှာအတီးတီးတဲ့အကိုင်းကိုပို့ပြီးတော့မှကျွေးလို့ရအောင်လို့ဆိုပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းကျွန်တော်တို့လူချင်းနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေဖြစ်ချင်မှဖြစ်မယ်။ဖခင်ရဲ့ဘုန်းထင်ရှားဖို့ ဖခင်ရဲ့အလိုတော်နဲ့ကျွန်တော်တို့အသက်တာထဲမှာလာပြီးပြည့်စုံဖို့တမာတဲ့ကကျွန်တော်တို့အသက်တာထဲမှာလာပြီးတော့မှပြည့်စုံဖို့ပြတ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တက်မှတ်တဲ့အရာတွေအကုန်လုံးဘုရားခုတ်တဲ့တယ်ဒါကဘာအတွက်လဲဆိုဖခင်ရဲ့တမာတရားနဲ့သက်ဆိုင်တဲ့အတီးတီးဖို့အတွက်ကိုပြောတာဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒါကြောင့်အဲ့ဒီလိုတမာတရားကိုကြားပြီဆိုလို့ရှိရင်အဲ့ဒီကြားတဲ့သူတွေကခုနပြောလို့နာမခံနိုင် ဖြစ်ကြတယ်။အဲ့ဒီတမန်တော်ကြားလို့ရှိရင်နားမခံနိုင်ဖြစ်ကြတယ်ပဲ။ဘယ်မှာသခင်ယေရှုပြောတဲ့အရာတခုရှိသေးတယ်။စပြည့်အဟောင်းစပြည့်ဘူးအစ်စ်ထဲတော့ထည့်လို့မရဘူး။အဲ့လိုဘူးအစ်စ်တွေထည့်လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ကွဲထွက်သွားတယ်။တဘောဘာနဲ့ဘာကိုပြောချင်လဲဆိုလို့ရှိရင်တကယ်စစ်မှန်တဲ့တမန်တော်နှုတ်ကပတ်တော်က born again ဆိုရယ်ဖခင်တာမီတယောက်ကပဲလူကျင်တာဇာတိလူ born again မဟုတ်တဲ့ဘာသာရေးခရိယန်เนี่ยဒါတော့လုံးဝမလူကျင်အဲ့ဒီ born again ခရိယန်အထင်းမှာခရစ်တော်ရဲ့ဝိညာဉ်ရပြီးပြုပြင် ပြောင်းလဲခြင်းခံထားရတဲ့သူမှသာလေခရစ်တော်ရဲ့အရာကိုညှို့လင့်တောင်းတပြီးတော့မှဒီဝိညာဉ်ရေးကိုဆာငတ်တဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရတယ် လောကနဲ့လောကအရာကိုတမက်နေတဲ့သူတွေဒါပြန်စမ်းစစ်ရတော့ဒါကြောင့်ကျွန်တော်တတ်တာကိုစင်ကျင်ရအောင်ကျွန်တော်တတ်တာကိုပြန်ပြီးတော့မှတမာတရားနဲ့ပြန်ပြီးချိန်ထိုးရအောင်ဒီနေ့နှုတ်ကပတ်တော်ကဒါကိုပြောခြင်းတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းကကျွန်တော်နားနဲ့တိုက်ရိုက်ပတ်သက်နေတယ်ဆိုတော့တွေးရတယ်ဒီမှာဒါကြောင့် အောက်မှာဆက်ပြီးတော့မှသွန်သင်တဲ့အရာလေးကတမာတရားကိုနားမထောင်ပဲတန်တိုင်းစကားကိုနားထောင်ပြီးလွေသွားကြလိမ့်မည်ဆိုတော့ခုနပြောတဲ့တမာတရားမဟုတ်တဲ့တန်တိုင်းစကားကိုသူကနားထောင်တာအဲ့ဒီခေတ်တုန်းကတော့ greed ရှိတယ်ဆိုတော့သူတို့တွေရဲ့ဒီဟိုနတ်ဖရားတွေကိုကိုးကွယ်ရရပြီပေါ့နော်ဒါတွေကအများကြီးရှိတယ်ဟိုဟာဂျူလီတို့ဇူးတို့နော်ဒါဒါတွေကအများကြီးပါ အဲ့ဒီຢာတွေကတင်းတို့တွေမှာစိတ်ဝင်လာပြီးတော့မှအဲ့ဒီຢာတွေနောက်ကို လိုက်သွားကြတဲ့သူတွေကိုပြောတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒီနေ့လေတန်တားကြီးစကားဆိုတာမက်လုံးတွေပေးပြီးတော့မှလက်တွေ့မကျတဲ့အရာတွေကိုပြောတာ။အဲ့ဒီနောက်ကိုနာရတာခံပြီးတော့မှလိုက်သွားကြ။စစ်မှန်တဲ့တမန်တရားကဒါမျိုးမဟုတ်ဘူး။ဆိုတော့တိမောသေးရောသူဒီလိုပြန်ပြီးတော့မှတိချာလေးတုံသင်ထားတယ်။ မြစ်တိလေးငားမှာကြတော့သင်မူကအရာရာ၌တမာတိရှိစီတော့ဆိုတမာတရားနဲ့သက်ဆိုင်နှုတ်ကပတ်တော်နဲ့သက်ဆိုင်လို့ရှိရင်တတိရှိပါဆက်ပြောတယ်ဆင်းရဲဒုက္ခကိုတီးခံတော့တော့တမာတရားနှုတ်ကပတ်တော်နဲ့တွားလို့ရှိရင်တော့တည်ကြတာကတော့ဒီမှာ ဒုက္ခဆင်းရဲဆင်းရဲဒုက္ခဒီစကလုံးတွေကတကယ်နှုတ်ကပတ်တော်တမန်တရားနဲ့သွာလာခဲ့တဲ့တမန်တော်ကြီးရှင်ပေါ်လူစီမှာဒါရီနဲ့ပဲပြည့်နှက်နေတယ်။ဒါကြောင့်တိမောသည်အကြိမ်ကြိမ်ဒီတိုင်းသတိပေးတယ်။ဒီနေ့ကျွန်တော်တို့ကိုလည်းအကြိမ်ကြိမ်သတိပေးနေတယ်။နှုတ်ကပတ်တော်တမန်တရားနဲ့သွာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလောကကျွန်တော်တို့မကြိုက်ဘူး။ ကျွန်တော်လောကထဲမှာဖခင်သားမီးတယောက်နေနေရက်တီရတဲ့အခါမှာကျွန်တော်ရဲ့ဇာတိကိုကျွန်တော်ညင်းရတဲ့အခါမှာကျွန်တော်ရဲ့ဆင်းရဲဖြစ်တယ်ကျွန်တော်ဒုက္ခဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဝิญဉ်နဲ့အထင်းကဝမ်းမြောက်ခြင်းတော့ကျွန်တော်ရှိလိမ့်မယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းဆင်းရဲဒုက္ခရောက်နေမယ်လို့ပြောချင်တာမဟုတ်ပါဘူးဖခင်ပြင်ဆင်တဲ့အခါမှာကျွန်တော်မှာကြွေဝှချမ်းသာတဲ့အတ္တတည်းရှိလာမှာပါဒါပေမဲ့ဒီမှာပြောတာတကယ့်ဖခင်စကားနဲ့ရက်တီသွားလိုက်ရင်ဆင်းရဲဒုက္ခရှိနေနိုင်တယ် ဆိုတော့အဲ့ဒီရှိနေလာနိုင်တဲ့ဆင်းရဲဒုက္ခကိုဘာလို့ရမလဲတီးခံရခရစ်တော်မီးပြီးတော့တီးခံရမယ်ဆုတောင်းရမယ်ခရစ်တော်မိတ္တရာဖွဲ့ပြီးတော့အသက်ရှင်ရမယ်ပြီးတော့အောင်မြင်ကျော်လွှားစေခြင်းတယ်တန်ရှင်သောဝိညာဉ်တော်အဖြစ်ခရစ်တော်ရဲ့နှုတ်ကပတ်တော်အဖြစ်အောင်မြင်ကျော်လွှားစေခြင်းတယ်ပြီးတော့ဒါတော့တိမောသေရဲ့လောက်ရမယ်သူရဲ့ပန်းနိုင် တာသနာပြုเสียဆောင်ရွက်တော်မူကိုဆောင်ရွက်လောဓမ္မစီရအရာ၌ခန့်တာ၍ပြုတော်ဝတ်ကို အကုန်စင်ပြုလောဒါတော့ခုနပြောတဲ့သူဆက်လုံနေရတဲ့အလုတ်ကိုအဆုံးတိုင်အောင်လုပ်ပါဓမ္မစီရနှုတ်ဘတ်တော်ကိုသူများကိုဩဝါဒပေးတယ်တွင်တင်တယ်တင်းအုပ်အနေနဲ့မေတ္တာပြရတယ်သာသနာပြုဆိုတာကြတော့ခုနပြောတဲ့ အခြားနေရာမှာကိုမသိကိုယဉ်ကျေးမှုမဟုတ်တဲ့နေရာမှာတွားပြီးတော့မှခရစ်တော်အတွက်ဖိုးကပေးပြီးအဲ့ဒီလူတွေဝိညာဉ်ကိုကယ်တင်ဖို့အတွက်ပြင်ဆင်တဲ့အရာကိုပြောချင်တာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီနေ့ကတော့ခုနပြောတဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ကိုနားထောင်တဲ့အရာကတိုက်ရိုက်ချိုးကြတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာတမန်တော်ရှင်ပေါ်ကြီးဆုံးမတတ်တဲ့ ရတတ်တဲ့နားရှိတဲ့သူတွေမဖြစ်ဖို့ရည်ကြီးတယ်။ကိုယ့်ရဲ့တက်မဲ့ခြင်းနောက်ကိုလာပြီးတော့မှအဲ့ဒီလိုကိုယ့်ရဲ့စိတ်ကြိုက်ဟောပေးနေတဲ့ဆရာတွေနောက်ကိုမလိုက်ဖို့အတွက်ရည်ကြီးတယ်ဆိုပြီးမှတွင်တင်ထားတဲ့နှုတ်ကပတ်တော်လေးကိုတတိမူပြီးတော့မှဒီနေ့အတူတူကဒီရောက်ခွန်အားယူအောင်အားလုံးပေါ်မှာဆက်ကင်တိုင်ကောင်းကြည့်ပေးပါစေ။